coffee mug ကိုနှက်ပြီးတောက်တာနဲ့ရိုးရိုးဖြော်ပြီးတောက်တာမှာဘာကွာခြားချက်ရှိလဲဆိုတာပြောမယ်ပေါ့เนาะအဲ့တော့ coffee တောက်လို့ကျန်းမာရေးကောင်းကျိုးရှိတာချက်ရှိပါတယ်ဒါပေမဲ့ဒီတက် coffee လုံးလိုက်လို့ကျန်းမာရေးအတွက်ပိုမိုကောင်းမွန်နေဆိုတဲ့အချက်တော့မတွေ့ရပါဘူးတဲ့ရိုးရိုးတောက်တာနဲ့ကောတက် coffee တောက်တာနဲ့အတူတူပဲပေါ့เนาะဒါပေမဲ့ကွာခြားချက်လေးအဓိက၃ခုရှိတယ်တဲ့နံပါတ်၁ကတော့တက် coffee ကလွယ်လွယ်ကူကူနဲ့လူအများကြီးအတွက်တခါတည်းပြင်ဆင်နိုင်တယ်တဲ့ပြောပါတယ်နောက်တစ်ချက်ကတော့ဒီ အနံ့ရတာပေါ့နော်အနံ့ရတာမှာနည်းနည်းပို့ပြီးတော့ကောင်းမွန်တယ်ဆိုပြီးတွေ့ရတယ်။နံပါတ်3ချက်ကတော့နည်းနည်းရေးကြည့်တာလေးတစ်ခုရှိတယ်။အဲ့ဒါတော့ဘာလဲဆိုတော့နှက်ကော်ဖီကကျွန်တော်တို့ကဒီစစ်ပြီးတော့မှအဲကော်ဖီဖြစ်လာတဲ့အတွက်ကြောင့်မလို့ကော်ဖီမုန့်ထဲမှာပါတဲ့ကိုလက်စထရောပမာဏဟာရိုးရိုးဖြော်ထားတဲ့ဆိုင်အများကြီးရောကြတာတွေ့ရတယ်။ဒါပေမဲ့ဒီကျန်းမာရေးအတွက်ကောင်းမွန်မှု ရလာအောင်တော့ကွာခြားချက်မရှိဘူးလို့ပြောပါတယ်ပေါ့နော်။ဒါကြောင့်မလို့ပြန်ပြီးပြောမယ်ဆိုရင်နှက်ကော်ဖီသည်ရိုးကော်ဖီတဲ့ကျန်းမာရေးရာသီးသီးသာသာကောင်းမွန်တဲ့အချက်မရှိပါဘူးအတူတူပါပဲပေါ့နော်။ဒါဆိုကော်ဖီတောက်ခြင်းအပြင်ကျန်းမာရေးတွေဘာအကျိုးကြီးရှိနိုင်တယ်ပေါ့နော်။အဓိကအားဖြင့်ကော်ဖီတောက်လို့ကျန်းမာရေးတွေကောင်းကျိုးအချက်၃ချက်ရှိတယ်လို့ပြောပါတယ်။ဟောနံပါတ်၁ကတော့ဗာလဲဆိုရင်လူလန်းလန်းဆန်းဆန်းရှိတယ် နောက်ဒီ concentration လို့ခေါ်တဲ့အာယုံစူးစိုက်မှုပိုကောင်းတယ် stamina ကောင်းတယ်ဆိုပြီးတွေးရှိချက်တွေရှိပါတယ်ဒုတိယတစ်ချက်အနေနဲ့ coffee ဆွဲဆွဲမြဲမြဲတောင်းရင်တချို့ယောဂါတွေကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာဒီစီဂျိုယောဂါနောက်တစ်ခါဥမာယီကင်ဆာယောဂါစိတ်ကြယောဂါအဲဇိုင်းမန်းယောဂါနဲ့ဒီ parkinson disease တွေကိုကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထားအနည်းငယ်ရှိပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ weight loss ပေါ့နော် ်ကော်ဖီတောက်လို့ရှိလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်တွေကဇီဝကံမှဖြစ်ဖြစ်စဉ်နေပို့ပြီးမြန်ဆန်တဲ့အတွက်ကြောင့်မလို့ဒီကိုယ်လေးချင်းရောကြတာကိုအားပေးတယ်တစ်ဖက်ကကော်ဖီတောက်ထားရင်ဒီစာလောင်မှုကိုရောကြစီတဲ့အတွက်အစာဝင်တာနည်းတဲ့အတွက်ဒီ ခန္ဓာကိုယ်လေးချိန်ရောကြတဲ့နေရာမှာအသုံးဝင်နေဆိုပြီးတွေးရှိချက်လေးတွေရှိပါတယ်ဒါစီဆရာတို့ကတွေးရှိချက်ပဲဖြစ်ပါတယ်ဒါကိုလူတိုင်းမှာကောင်းယူရမယ်လို့လည်းပြောဖို့တော့နည်းနည်းခက်ပါတယ်ပေါ့နော်ဒီနေရာမှာအရေးကြီးတဲ့တစ်ချက်ကိုကျွန်တော်ပြောချင်ပါတယ်ဒီမှာ coffee တောက်ချင်းကြောင့်ရတဲ့ကျန်းမာရေးကောင်းကျိုးတွေဆိုတာဒီ coffee မှုန့်တဲ့ရေနွေးနဲ့ဖြော်တာကိုတတ်တတ်ကိုပဲပြောတာဖြစ်ပါတယ်အဲ့ထက်မှာထပ်ပြီးစောင်းထဲမဲ့ နိုးစီတကြားတွေလုံးဝမပါပါဘူးအဲ့တော့လူတွေက coffee တောက်ရင်ကောင်းတယ်ဆိုတဲ့အခါမှာ coffee ဆိုရင်မျက်စီထဲမှာ coffee မုတ်ရဲ့နိုးစီရဲ့တကြားနွားနို့စသည်အပြင် creamer ဒါတွေကိုဖြော်ထားတဲ့ coffee ဒီကောင်းတယ်လို့ပဲထင်တယ်တောက်လို့ရှိရင်တော့ကျန်းမာရေးဆိုးကျိုးတွေပဲရမှာဖြစ်ပါတယ်အဲ့တော့ coffee ရဲ့ကောင်းမကျန်းမာရေးကောင်းကျိုးတွေရကျင်ရင်တော့ဒီ coffee မုတ်ကြီးကိုတက်တက်ရေနွေးနဲ့ဖြစ်ဖြစ်နှက်ပြီးတော့ပဲဖြစ်ဖြစ်တောက်မယ်ဆိုမှသာလျှင်ရှေ့မှာပြောခဲ့တဲ့ energy တွေရတာတွေယောဂကာကွယ်နိုင်တာတွေ weight loss ရတာတွေရမှာဖြစ်ပါတယ်